ကဲအားလုံးပဲ welcome back ပြန်လည်ချိုးဆိုလိုက်ပါလေကျွန်တော် killing ရဲ့ live မှာအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါလေခင်ဗျာအားလုံးပဲနေ့လည်ခင်လေးပါနော်မင်္ဂလာရှိသောနေ့လည်ခင်လေးဖြစ်ပါစေကဲအားလုံးကိုကျွန်တော်ဒီညနေအတွက် share တူခကောင်းရင်တောက်ခွင့်ရင်းနဲ့တူခပြောပြပေးသွားမှာဖြစ်သောကြောင့်အားလုံးပဲလက်ရှင်လေးဝင်လာပြီဆိုရင် like and share အသေးလေးတွေအရင်ဦးဆုံးပေးပေးပါခင်ဗျာ ငယ်အားလုံးပဲเนาะအားလုံးပဲမော်နီပါအားလုံးပဲမော်နီပါငယ်ကောင်းမွန်တော့နေ့လက်ကလေးဖြစ်ကြပါစေเนาะအားလုံးပဲကောင်းမွန်တော့နေ့လက်ကလေးဖြစ်ကြပါစေကဲ live stream လောက်ဝင်လာမေးဆိုတာ ਨੇ လမ်းမလေးတွေတယောက်တစ်ချက်စီနှိပ်ပေးကြပါเนาะတယောက်တစ်ခါစီနှိပ်ပေးကြပါခင်ဗျကျွန်တော်ဘာလို့လဲဆိုတော့ဒီတောင်းကြနေအတွက်ကျွန်တော်အထူးစူးစမ်းရတဲ့ မိတ်ဆွေတို့ကိုအပိတ်လားစေဖို့အတွက်ကျွန်တော် share ဝုန်းတစ်ခေါက်ကောင်းယူတွက်ခွင့်တဲ့တော့ပျော့ပြပေးသွားမှာဖြစ်သွားကြအောင်အားလုံးပဲ live stream နဲ့ဝင်လာပြီဆိုရင် reaction လက်မလေးအသေးလေးနေပေးသွားပေးပါအောင်ခင်ဗျာကဲအားလုံးပဲကောင်းမွန်သောနေ့လေးကိုပတ်ဆိုင်နိုင်စေဖို့အတွက်ကိလင်းမှာအထူးကြိုးစားရတယ်မနက်ကလည်းကိလင်းတင်ပေးထားတယ်9333ထိတ်နော်9333ထိတ်မနက်ကမှထွက်လဲပြည်စံကြည့်တော့99 okay နဲ့နော် okay ပါမောင်လေး okay ပါ okay okay မနက်ကလည်းเนาะကျွန်တော်ပေးခဲ့တဲ့တင်ပေးခဲ့တဲ့ဒီ hot take 933ထိတ်မှ9ထိတ်အပိုင်းထွက်တယ်เนาะကံဒါမှကံလေးနည်းနည်းဆိုးွားတာကကျွန်တော်တင်ပေးခဲ့တဲ့ဒီ one watt ထဲမှာ54ပါတယ်ထွက်ွားတာ55 hot take ဆိုတဲ့လူတွေရရတယ်အမ်တင်ွက်တို့ one watt တို့ရံွက်တို့ပဲထိုးတဲ့လူကတော့တပွင့်နဲ့ကတ်ခံခဲ့ရတယ်ပေါ့เนาะဟုတ်လားပြည်သူကြီးတို့မှန်လားမှန်လားချက်လောက်ကောမလေးရေးပြီးပြောရလေးနေခဏဆောင်ပါเนาะ လောကဒီညနေတည်းရှယ်တော်ကောင်အားလုံးဝင်လာပြီဆိုတော့ reaction လမ်းမလေးတွေတယောက်တစ်ချက်စီနှိပ်ပြီးတော့ line ရှယ်အသေးလေးတွေပေးသွားပေးပါအောင်ခင်ဗျာတော်ကောင်ပြောပေးသွားမှာဖြစ်သွားကြောင်တော့ကွင်နဲ့တော့ပြောပေးမှာနော်တော့ကွင်နဲ့တကွာပြောပေးမှာအဲ့အဲ့ဒါကြောင့်မိတ်ဆွေတို့ဘယ်လောက်ဒီခိုင်မှလဲဆိုတော့မိတ်ဆွေတို့ကိုပြပြမယ်ပေါ့နော် okay ပါအားလုံးဝင် reaction လမ်းမလေးတွေပေးသွားပေးချပါအောင်ခင်ဗျာ မိတ်ဆွေတို့ပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လေးနှိပ်သွားပေးပါဦးခင်ဗျာမိတ်ဆွေတို့ကိုကျွန်တော်တခုချားပြပြောင်းမယ်နော်ဒီတောက်ကြညနေအတွက် share ဝန်တော့ကောင်းတွက်ခွင့်နဲ့တော့ကောင်းမတွက်ခင်မှာကျွန်တော်ဒီမှာအဖွဲလာဝင်ခြင်းဝင်လို့ရပါတယ်နော်ဒါလေးကတော့ချားပြပါအဖွဲဝင်ခြင်းနဲ့လူတွေအတွက်ကျွန်တော်ရဲ့ phone number လေးကတော့39963060656ဖြစ်ပါတယ်ခင်ဗျာပြီးတော့မိတ်ဆွေတို့ကိုကျွန်တော်တခုထပ်ပြောင်းမယ်ဒီနေ့တောက်ကြနေနေ့လယ်မှာထွက်ခဲ့တဲ့ဒီ99ဆိုတဲ့ခဏကြောင့်ကျွန်တော်တို့ကနောက်အပတ်မှာ formula အရင်လှပနဲ့ ီတနင်္လာနေ့တုံမုံအင်္ဂါနေ့မှာအပိုင်းတကောကောင်းနေ share break တွေ share ထိတ်တွေအဲ့လိုမျိုးတွေလည်းရမယ်အများကြီးပဲပေါ့နော်အဲ့လိုမျိုးတွေရှိရမယ်နော်အဲ့တော့ကျွန်တော်ရဲ့ channel လေးမှာတင်ဆက်နေတဲ့ခဏဟင်းပွဲတွေကိုနော်အများနဲ့သိရှိခြင်းနဲ့ဆိုတော့အခုမှကြည့် live ကြည့်ရှုတဲ့ view ကအစ်တေက channel လေးကို subscribe နေထားပေးပါနော်အဲ့တော့ let's go ပါအားလုံးပဲမင်္ဂလာပါနော်ကဲ okay. အဲ့တော့မိတ်ဆွေတို့ကိုကျွန်တော်အခုဒီတောင်းကြံညက်နေအတွက်ရှယ်ဝန်းတော့ကောင်းကောင်းတော့ကနေတော့ပြောပြပေးမယ်ပြီးတော့ဘလို့ break ကအရင်အကောင်းလဲဆိုတော့ကျွန်တော်ပြပြပေးမယ်ပြီးတော့ကျွန်တော်မနက်ကတင်ပေးခဲ့တဲ့ကျွန်တော်ရဲ့ဒီလုံးဝ share hotel 933မှာ9ထိပ်အောင်းနေเนาะကျွန်တော်ရဲ့ hotel 9ထိပ်ကအောင်းနေပြီးတော့ကျွန်တော်တင်ပေးခဲ့တဲ့အထဲမှာတင်ဝတ်ထဲမှာမနက်ကပြောမယ်ဆိုရင်ကျွန်တော်က54 အဲကျွန်တော်ရင်တင်ကွက်တို့ဝုံကွက်တို့ရံကွက်တို့ပဲလိုက်ထိုးတာလေးလူတွေကတော့ဓမွန်းနဲ့ကက်ခံရနိုင်တယ်ဒါပေမဲ့ hot take ကိုဆွဲတဲ့လူတွေကတော့တိတ်ချာပေါက်ရရှိမယ်ဆိုတာကျွန်တော်ကင်းနေသိပြီးသားမှာကဲအားလုံးကျေးဇူးများတင်ပါတယ်နော်ကျွန်တော်ရင် channel လေးကနေ့စဉ်အမြဲမှန်နေတဲ့ hot take ကြီးလေးတင်ပေးသလို share ဝုံကွက် share ဖို့ရေး share တော့ကောင်းနေလေအမြဲတမ်းတိစပ်ပေးနေတော့ကြောင်းကျွန်တော်ရင် channel လေးကို subscribe နဲ့အတူ subscribe link နေသွားပေးပါကျွန်တော်မိတ်ဆွေတို့ကိုနောက်ပတ်တော့လဲဒီစနေနဲ့တနင်္ဂနွေနေ့မှာအရန်ကိုကောင်းမွန်လှပတဲ့ ဖောင်မူလာမက်သတ်တွေနဲ့ချပြပြီးတော့ဘလို့ကနိုင်းမြူနစ်ကနောက်တစ်ပတ်မှာလာနိုင်ရရှိလဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်တယ်လို့ကျွန်တော်စီမှာလုံးဝရှယ်ဝင်တွေနဲ့စားကြည့်နေဆိုရင်လဲကျောင်းစီမှာအဖွဲလာဝင်လို့ရပါတယ်เนาะအဖွဲဝင်ရတွေကတော့39963060656ဖြစ်ပါတယ်အခုဗီဒီယိုလေးကတော့အခု live လေးကတော့ကျွန်တော်မိတ်ဆွေတို့ကို share ဝန်းတစ်ခေါက်ကောင်းယူပြပြပေးသွားမှာဖြစ်ပါတယ် viewer လေးတွေနည်းနည်းစောင့်နေလို့ကျွန်တော်စကားလေးတွေနည်းနည်းပြောနေတာပါကဲအဲ့ကဲအပြောနဲ့အလုံးနဲ့ညီကောင်းကျွန်တော်အခုပဲတော့ခွင့်ချပြပေးလိုက်တော့ အားလုံးပဲလက်မလေးတွေမှတ်နိုင်ရတယ်ဆိုလက်မလေးတယောက်ချက်နှိပ်ထားပေးပါအဲ့တော့ကျွန်တော်တို့မိတ်ဆွေတွေကိုကျွန်တော်တခုပြောမယ်ရှစ်ရှစ်နှစ်တခွန်ခွန်လေးငါ၄339ခွန်ထွက်တဲ့နေ့ကိုမိတ်ဆွေတို့သွားပေးပါမိတ်ဆွေတို့မှာထွက်ပြီးသားကနန်းတွေရေးထားတာရှိသည်ဖြစ်စေကလင်နာလေးတွေရှိသည်ဖြစ်စေအဲ့နေရာလေးကိုတစ်ချက်သွားပေးပါအဲ့ဒါမှတွက်ခွေကိုကျွန်တော်တွက်ပြတဲ့အခါမိတ်ဆွေတို့ကလိုက်မှတ်ထားလို့ရမှာပါရှိရှိနှစ်တဲ့ခွန်ခွန်လေးငါ၄339ခွန်ထွက်တဲ့နေ့ကိုသွားပေးပါ ကျွန်တော်မိတ်ဆွေတို့ကိုဒီစာအုပ်နဲ့ဘောပနဲ့ရေးပြခြင်းပင်မနဲ့ရေးပြလို့မရတဲ့အခက်အခဲတွေရှိမှုတွေကြောင့်ကျွန်တော်ပါဇက်ကပဲပြောပြသွားမှာဖြစ်သောကြောင့်မိတ်ဆွေတို့အနေနဲ့ကလည်းတကယ်လို့များမိတ်ဆွေတို့မှာထွက်ပြီးသားကဏ္ဍရေးထားတာမရှိရင်ကဏ္ဍနေမရှိဘူးဆိုရင်မိတ်ဆွေတို့မှာစာအုပ်နဲ့ဘောမယ်ရှိမယ်ဆိုရင်တော့ကျွန်တော်ပြောတဲ့ကဏ္ဍလေးတွေကိုလိုက်ရေးပြပါပြီးရင်ကျွန်တော်တွက်ပြပါမယ်8812000453ခေါ်ဒါကထွက်ပြီးသားခဏန်းနေနော်ထွက်ပြီးသားခဏန်းတွေကိုကျွန်တော် အခုတကွာကောင်းလေးကဘလို့ဘလို့လေးရလာလဲဆိုတော့ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါလေခင်ဗျာအားလုံးပဲကျွန်တော်ပြောပြလို့ရပြီလားခင်ဗျာအားလုံးပဲ ready ဖြစ်ပြီလား7812000539 4339အားလုံးပဲ ready ဖြစ်ပြီဆိုရင်ကျွန်တော်စတွက်ပြပါတော့မယ်။အားလုံးပဲ ready ပဲလားခင်ဗျာ။အားလုံးပဲချေစုပြရဲ့ channel တော့ comment လေးမှာဖြေပေးပါဦးခင်ဗျာ။အဲ့ဒါမှအားလုံးနဲ့အတူကျွန်တော်တွက်ပြပေးလို့ရမှာဖြစ်ပါလေခင်ဗျာ။ Okay ပါ အဲ့တော့ကျွန်တော်မိတ်ဆွေတို့ကိုအရင်ဦးဆုံးရိုးရှင်းလေကူစာနဲ့ကျွန်တော်မိတ်ဆွေတို့ကနပြောခဲ့တဲ့အထဲမှာ88210005အဲ့ဒီမှာဆိုရင်မိတ်ဆွေတို့ခွခွန်မှာဆိုရင်ကျွန်တော်မနက်ခင်းမှာထွက်တဲ့ခွခွန်မှာဆိုရင်ကျွန်တော်ခွန်အပိတ်ကိုကျွန်တော်ဝိုင်းပေးပါခင်ဗျခွန်ပိတ်ကိုခွခွန်မှာမနက်ခင်းမှာထွက်ခဲ့တဲ့ခွခွန်မှာဆိုရင်ကျွန်တော်တို့ခွန်အပိတ်ကိုဝိုင်းလိုက်ပါခွန်အပိတ်ကိုဝိုင်းလိုက်ပါခင်ဗျโอเคခွန်အပိတ်ကိုဝိုင်းလိုက်ပါเนาะโอเคခွန်အပိတ်ကိုဝိုင်းလိုက်ပြီဆိုရင်မိတ်ဆွေတို့ကျွန်တော်ထပ်ပြောင်းမယ် ့ရဲ့အောက်မှာကျွန်တော်ထပ်ပြောခဲ့တာရှိတယ်၈၈၁၁ခွန်ခွန်၄၅၄၃၃၉ညနေခင်းမှာကျွန်တော်တို့တုံညခွန်ဆိုပြီးတော့ခွန်အပိတ်နဲ့ထွက်ထားတာကိုပြည်သက်ကြီးတို့အနေနဲ့တွေ့ရှိရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီခွန်အပိတ်လေးကိုလည်းမိတ်ဆွေတို့အနေနဲ့ဝိုင်းလိုက်ပါခင်ဗျာရှင်းရှင်းလေးနော်ရှင်းရှင်းနှင်းခွန်ခွန်လင်းက၄၃၃ညခွန်အဲ့ဒီမှာဆိုရင်မနက်ခင်းမှာထွက်တဲ့ခွန်ခွန်မှာဆိုရင်ကျွန်တော်ကခွန်အပိတ်ကိုဝိုင်းလိုက်ပါတခါဝိုင်းလိုက်ပါ ပြီးတော့4339ခုထွက်တဲ့နေ့မှာဆိုရင်ညနေခင်းမှာထွက်တဲ့39ခုမှာဆိုရင်ကျွန်တော်ကခွန်အပိတ်ကိုဝမ်းလဲပါခင်ဗျလွယ်လွယ်လေးနော်အဲ့ဒီပြောရမယ်ဆိုရင်တော့ဒီခွခွန်မှာဆိုရင်ကျွန်တော်ကခွန်အပိတ်ကိုယူလိုက်မယ်ခွန်ပိတ်ယူလိုက်မယ်ဆိုရင်ကျွန်တော်ကခွန်ဖြစ်အောင်လုပ်ပေးရမယ်ခွန်ဖြစ်အောင်လုပ်ပေးရမယ်ဗျာအဲ့တော့အဲ့ရဲ့သူ့ရဲ့နောက်ရဲ့ညနေမှာ39ခုဆိုပြီးထွက်ခဲ့တယ်ခင်ဗျခွန်အပိတ်နဲ့ပေါ့ဗျာခွန်ဆိုပြီးတော့โอเคအဲ့တော့ဒီမှာမိတ်ဆွေတို့တူညီအောင်ကျွန်တော်ပြပြတာ ဲ့တော့ကျွန်တော်ထိတ်စီကိုမပြောသေးဘူးကျွန်တော်အပိတ်လေးတွေအရင်ဆုံးသွားပေးမယ်မိတ်ဆွေတို့အားလုံးရှင်းသွားအောင်ဗဇက်နဲ့ပြောနေရဆိုတော့ထိတ်နဲ့အပိတ်နဲ့ကြာမိတ်ဆွေတို့ရှုပ်သွားမှာဆိုတော့အပိတ်တစ်လိုင်းပဲအရင်ပြောမယ်ပြီးတော့မှကျွန်တော်ထိတ်စီတိုင်းပြောမယ်โอเคနောက်နေ့တစ်ခုအနေနဲ့ကတော့ကျွန်တော်က2513 3168 6045 4040နော်ကျွန်တော်ထပ်ပြီးသားခဏနေပြပြနေရနော်2513 3168 6045 4040 3360655440အခုကလည်းနောက်ထပ်အပိတ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်မိတ်ဆွေတို့တွေ့လာတော့မသိဘူး60ဆိုတဲ့ကဏ္ဍထွက်ထားတော့60 60မှာဆိုရင်ကျွန်တော်ကထုံးစံတိုင်းပဲတုံညာအပိတ်ကိုယူလိုက်ပါတုံညာအပိတ်ကိုယူလိုက်ပါတုံညာအပိတ်ကိုယူလိုက်ပါဆိုတော့ကျွန်တော်တို့ကတုံညာအပိတ်ပေါ့ဗျာနောက်ရမှာတုံညာအပိတ်နဲ့လာအောင်လာမယ်သူရဖော်မြူလာမှာတက်ရဆိုရင်အဲ့ဒီမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့က4680ဆိုပြီးတော့80ထွက်ထားတာကိုတွေ့ရှိရတယ် တုံညာအပိတ်မယ်အဲ့ဒီတုံညာအပိတ်လေးကိုလည်းဝိုင်းလိုက်ပါခင်ဗျာတုံညာအပိတ်လေးကိုလည်းဝိုင်းလိုက်ပါခင်ဗျာโอเคเนาะဒါအပိတ်လိုင်းပဲတည်တံ့ပြောနေရနော်โอเคအဲ့တော့ဒီနေ့အတွက်လာပြီဒီနေ့အတွက်မှာဆိုရင်ကျွန်တော်တို့က6608တုံညာလေး3068296ကျွန်တော်တို့မနခင်ကထွက်ခဲ့တဲ့ငန်းငါးရှိမယ်6608တုံညာလေး3068296မနခင်ကထွက်ခဲ့တဲ့ငန်းငါး အဲ့တော့အဲ့ဒီမှာဆိုရင်ကျွန်တော်တို့က62ဆိုတဲ့ကဏ္ဍမှာကျွန်တော်တို့ကမနက်ခင်းမှထွက်ခဲ့တဲ့62ဆိုတဲ့ကဏ္ဍမှာနှစ်နောက်ပိတ်လေးကိုယူလိုက်ပါခင်ဗျာနှစ်နောက်ပိတ်ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်ကဝိုင်းလိုက်ပါဝိုင်းလိုက်ပြီဆိုတော့လည်းကျွန်တော်တို့ဒီညနေခင်းမှာအော်တိုအပိတ်နေရာမှာကျွန်တော်ကဘာထည့်မလဲကဲကျွန်တော်အပိတ်နေရာမှာဘာထည့်မလဲကျွန်တော်အခုမိတ်ဆွေတို့အပိတ်ပြပြနေရနော်6နှစ်6ချောင်းမှာကျွန်တော်ကမနက်ခင်းမှာထွက်တဲ့6နှစ်မှာဆိုရင်ကျွန်တော်က2နောက်ပိတ်လေးကိုဝိုင်းပြလိုက်တယ်အဲ့တော့အပိတ်မှာဖတ်တယ်မလဲကိုပါကိုဖြည့်လိုက်တော့နော်လွယ်လွယ်လေးနော်โอเคနော် အဲ့တော့ကျွန်တော်ထိပ်စီလိုင်းကိုသွားတော့မယ်ထိပ်စီလိုင်းကိုကျွန်တော်သွားပါတော့မယ်နော်ကျွန်တော်ထိပ်စီလိုင်းကိုသွားပါတော့မယ်နော်ကျွန်တော်ထိပ်စီလိုင်းကိုသွားပါတော့မယ်ထိပ်စီလိုင်းလေးကတော့နည်းနည်းလေးခိုက်ခတ်လိုက်မယ်ထိပ်စီလိုင်းလေးကအဲ့တော့ပြင်သက်ကြီးတို့တိတ်ချလေးနားဆင်ပေးပါခင်ဗျာအဲ့တော့ကျွန်တော်အစကပဲပြန်သွားမယ်ရှိရှိနှစ်တည်းအစပြန်သွားပြီနော်ရှိရှိနှစ်တည်းခေါခေါလေးက433ခုထိုင်နေကိုပြန်လဲပြီးကြည့်ရှုပေးပါခင်ဗျာ ရှရှင်းနှစ်တဲခေါခေါလင်းက439ကိုထွက်တဲ့နေကိုပြန်လိုက်ပြီးတိရှိပေးပါအဲ့ဒီမှာဆိုရင်မနခင်မှာထွက်တဲ့ရှစ်ရှစ်မှာဆိုရင်ကျွန်တော်တို့က10အပိတ်ကိုတစ်လုံးယူပေးပါမနခင်မှာထွက်တဲ့ရှစ်ရှစ်မှာဆိုရင်ကျွန်တော်တို့က10အပိတ်တစ်လုံးယူပြီးတော့ညနေခင်းမှာထွက်တဲ့နှစ်တဲသူနဲ့တည့်ရက်ထဲထွက်ခဲ့တဲ့နှစ်တဲမှာဆိုရင်ကျွန်တော်တို့ကနှစ်ထိတ်ကိုဝိုင်းပေးပါအဲ့တော့ရှစ်ရဲ့နှစ်ရဲ့နှလုံးကိုတူတူဝိုင်းလိုက်ရှစ်ရဲ့နှစ်ရဲ့နှလုံးကိုတူတူဝိုင်းလိုက်မယ်ဆိုရင်ဘာရလဲပြည်သူကြီးရောတုံညာရတယ်တုံညာရတယ်တုံညာရတယ်ဆိုတော့မိတ်ဆွေတို့မ၄၃တုံညာခွန် ကြည့်လိုက်နော်။မထွက်ခဲ့လဲ။တုံညာခုန်ဆိုပြီးထွက်ခဲ့တယ်။ထိန်ကြည့်လိုက်။တုံညာထိန်။ရှစ်ရှစ်နှစ်တက်မှာမနခဲမှာထွက်လဲရှစ်ရှစ်မှာဆိုရင်ကျွန်တော်တို့ကရှစ်အပက်ကိုဝိုင်း။နှစ်တက်မှာဆိုရင်ကျွန်တော်တို့ကနှစ်ထိတ်ကိုဝိုင်း။ရှစ်ရဲ့နှစ်ရဲ့နှလုံးပေါက်လိုက်မယ်ဆိုတုံညာရတယ်။အဲ့တော့ကျွန်တော်တို့ကခုန်ပိတ်ကရပြီးသားဒီမှာသူ့ရဲ့ထိတ်မှာဖာထွက်ခဲ့လဲ။တုံညာခုန်ဆိုပြီးထွက်ခဲ့တယ်။တုံညာထိတ်။တုံညာ။ Okay ။အဲ့တော့နောက်ထပ်တစ်ခုအနေနဲ့က2 5 1 3 3 6 8 6 4 5မှာဆိုရင်ကျွန်တော်က3တက်မှာဆိုရင် တင်းနောက်ဘိတ်ကိုယူ6ရှစ်မှာဆိုရင် ကျွန်တော်က6ထိတ်ကိုယူတင်းရ6ရနှလုံးပေါက်လိုက်မယ်ဆိုရင်ဘာရလဲပြိတ္တကြီးခုံရတယ်အဲ့ဒီခုံကကျွန်တော်တို့အတွက်အဖြေပဲအဲ့တော့အဲ့ဒီမှာဆိုရင်ကျွန်တော်ကဘာထွက်ကလေးဆိုတော့ခုနကျွန်တော်ရှင်းမှတ်ခဲ့မှာ3ညအပိတ်ယူခဲ့တယ်80ထွက်ခဲ့တယ်အခုလဲ3ရ1ရ3တင်းမှာဆိုရင်ကျွန်တော်ကတင်းနောက်ဘိတ်ယူတယ်6ရ8မှာဆိုရင်6ရှစ်ထွက်တဲ့နေ့မှာဆိုရင်ကျွန်တော်က6ထိတ်ယူတယ်တင်းရ6နှလုံးပေါက်လိုက်မယ်ဆိုခုံရတယ်အဲ့တော့80ထွက်ခဲ့တယ်ခုံထိတ်အဲ့တော့ဒီနေ့အတွက်လာပြီ ဒီနေ့အတွက်မှာဆိုရင်တော့ကျွန်တော်က6680 3436 6296အဲ့ဒီမှာဆိုရင်ကျွန်တော်က34မှာဆိုရင်ကျွန်တော်တို့၄နောက်ပိတ်ကိုရှူတယ်ဗျ34မှာဆိုရင်၄နောက်ပိတ်ကိုယူတယ်ပြီးတော့3ခွန်မှာဆိုရင်ကျွန်တော်က3ထိတ်ကိုယူတယ်အဲ့တော့၄ရဲ့3ရဲ့နှလုံးပေါင်းလိုက်မယ်ဆိုရင်ပြိတ္တကြီးတို့တခါနဲ့တခါကောင်းလေးကိုကောမန်းမှာမန်းလို့ရပါမယ် တောင်ညာလေးထွက်တဲ့မန္တခဲမှာ၄နောက်ဘက်ကိုယူတယ်၃ဘက်ထွက်တဲ့ညနေခဲမှာ၃ထက်ကိုယူတယ်၄ရဲ့၃နှလုံးပေါက်လိုက်မယ်ဆိုခွန်ရတယ်အဲ့တော့ကျွန်တော်တို့ဒီညနေအထွက်ထောက်ကောင်းလေးကတော့ကဲပရိသတ်ကြီးတို့ပဲကုန်းမှန်မှာရှင်းလိုက်မှာတော့အဲ့ဒီတောက်ကောင်းလေးကနည်းနည်းထူးခြားတယ်နော်ကျွန်တော်တို့လိုက်နေတဲ့ပရိနဲ့လည်းသွားပြီးတော့ကိုက်ညင်နေတာကိုတွေ့ရှိရတယ်ဟုတ်လားပရိသတ်ကြီးတို့ကျွန်တော်မိတ်ဆွေတွေကိုဒီကျန်တာလေးတောက်ကြနှစ်ရက်ဆက်လို့ကျွန်တော်မွေးပရိလေးတင်ပေးထားတယ်အဲ့ဒီမွေးပရိနဲ့လည်းသွားပြီးကိုက်ညင်နေတာကိုတွေ့ရှိရတယ်ကဲပရိသတ်ကြီးတို့အဲ့ဒီ တကောင်းကောင်းလေးကိုကောမမမန်းလိုက်ပါတော့เนาะတချို့โอเคเนาะခွန်ရနှစ်ရနှလုံးပေါင်းချင်ရပါလဲကျွန်တော်တို့မိတ်ကျွန်တော်မိတ်ဆွေတို့ကိုပေးခဲ့တဲ့ formula နဲ့ချက်ထုတ်ခဲ့တယ်ကျွန်တော်တုံညာလေးထွက်ခဲ့လို့ formula တစ်ချက်ထုတ်တယ်သုံးခွန်ထွက်လို့ကျွန်တော် formula တစ်ချက်ထုတ်တယ်တုံညာလေးနဲ့ပတ်သက်ပြီး formula ကိုကျွန်တော် free တင်ပေးခဲ့တယ်။၃ခုနဲ့ပတ်သက်တဲ့ formula ကိုကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုပေးခဲ့တယ်။အဖွဲ့ဝင်တွေကတော့ပြောမယ်ဆိုတော့တချို့တွေကငမိုက်သားလေးတွေရောရှိရင်ဗျ ကျွန်တော်တို့စာထဲမှာလည်းတေချာရေးပေးထားတယ်ကျွန်တော်ကြံရှိတဲ့ကြံနှစ်ရက်မှာအပိုင်မွေးပါတေချာပေါက်လာမဲ့ပရိတ်ဆိုပြီးကျွန်တော်တို့ရေးပေးခဲ့တယ်ငါးပရိတ်တုံညာပရိတ်အပိုင်ဆိုပြီးကျွန်တော်ရေးပေးခဲ့တယ်တကယ်ဆိုရင်တော့ကျွန်တော်ပြောတဲ့ကြံရှိနှစ်ရက်ကျွန်တော်ပြီးတောက်ကြထားလိုက်ပါတော့အခုဆိုမနက်ခင်းရနဲ့ငါးငါးတော့တုံညာပရိတ်ကျွန်တော်မပြောတော့ဘူးဘာလို့လို့တော့မတက်ဆိုင်တော့ဘူးပဲထားလိုက်တော့ကျွန်တော်ပြီးနေမှာညနေခင်းမှာဘာထွက်ကန်လဲပရိတ်သတ်ကြီး66 အဲ့ဒီငါးတုံညာပရိတ်ထဲမှာမှာငါးပရိတ်ကိုကေလင်းကအကြိုက်ဆုံးအပိုင်မွေးပါလို့ပြောတာတော့မှတချို့ငထုငါအတွေကမမွေးကြဘူးအဲ့လိုပဲပြောနေပါလေဒီလိုမျိုးဖော်မူလာတွေကအပိုင်ရပြီဆိုရင်သူ့ရဲ့ဒီပြောထားရင်ပြောထားလိမ့်မို့ကျွန်တော်ကကျွန်တော်ကစာထဲမှာအဖွဲ့ဝင်တွေကိုရေးပေးရင်အပိုင်ဆိုပြီးရေးပေးရင်မွေးုံမွေးရဒါကြံရှိရနှစ်ရက်မှာလုံးဝအပိုင်မွေးုံမွေးရချို့ညာလဲမမွေးကြဘူးဗျာအဲ့လိုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လူတွေပြန်စစ်တော့အစိမ်းမကောင်းတော့ဖြစ်ရတာပေါ့နော်ဟာ ဒီညနေ66ထွက်တာလူတွေကအများစုကအတန်မထွက်ပါလားအ ਨੇ စုပဲအတန်ထွက်ပါလားဆိုပြီးကျွန်တော်မနေ့ကကျွန်တော်တော်တော်ပေါ့နော်စိတ်မကောင်းဖြစ်ရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကအပိုင်မွေးခိုင်းလာတာ။အကျွန်တော်စီမှာဖောလာဝင်မယ်ဆိုရင်တော့ကျွန်တော်တခုတော့ပြောချင်ကျွန်တော်ကအပိုင်မွေးခိုင်းလာရင်မွေးပေးပါ။ကျွန်တော်အပိုင်မွေးလာဒေါ်အေးဆိုတဲ့တယောက် live stream ကိုအစားဆုံးကြည့်ဘာပရိတ်ကိုလိုချင်လဲဆိုရင်ကျွန်တော်မိတ်ဆွေတွေကိုဒီ free မှာတင်ပေးထားတယ်ဘာပရိတ်ကိုမွေးခိုင်းလာလဲဆိုရင်ကျွန်တော်ရဲ့ video တွေတင်ပေးထားတယ်ကွန်တက်တွေတင်ပေးထားတယ်ပို့စ်တွေတင်ပေးထားတယ်ဘာပရိတ်မွေးခိုင်းလာလဲဆိုတော့သွားကြည့် နော်နည်းနည်းပါလေးအားဆိုင်အခုမှလာကြည့်လို့ပါဆိုပြီး comment တော့လာမမှန်းနဲ့နည်းနည်းလေးအားဆိုင်ကျွန်တော်ပေးပြီးသားအားလုံးအဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုတို့ပြောချင်တာကကျွန်တော်အခုတွက်ပြလိုက်တဲ့ဒေါက်တာကောင်းဒီ82 82ဆိုတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပေးတောင်းကြနှိမ့်ရမှာကျွန်တော်အပိုင်းဒီပေါ့နော်ကျွန်တော်ရဲ့ဖုန်းနံပါတ်တက်ရလုံးဝလုံးဝလာနိုင်ရရှိတဲ့ပရိတ်က62အဲ့62မှာမှကျွန်တော်ကအကြိုက်ဆုံးကကိုပရိတ် အဲဒုတိယနေရာမှာတော့နှစ်ပရိတ်ရှိရဆိုကျွန်တော်ပေးခဲ့တယ်တိုက်ဆိုင်ခြင်းတော့ဒီတောက်ကြညနေအတွက်ကျွန်တော်ထုတ်လိုက်တဲ့ဒုကောင်းဒီဘယ်ပရိတ်နဲ့သွားညင်းနေလဲရှယ်ဤနော်ဒါလည်းကတော့ဒီ free ကြည့်ရှုနေတဲ့မိဘညီကိုတွေအကောင်လုံးတွေကျွန်တော်ဘက်ကဒီတစ်ပတ်ဒါလက်ဆောင်မှာဒုကောင်းဆိုတော့အမားနဲ့မှအမှန်နဲ့မှရှိနေမယ်50 50ရာခိုင်နှုန်းမယ်အောင်ရင်အောင်မိုးတော့လည်း50ရာခိုင်နှုန်းရှိသလိုမှားဖို့တော့လည်း50ရာခိုင်နှုန်းရှိတယ်โอเคဒါမဲ့တခုခုသွားပြီးတိုက်ဆိုင်နေတာတခုကကျွန်တော်ဖမ်းလိုက်တဲ့ break ဒီ ကျွန်တော်မိတ်ဆွေတွေကိုဖနီးချပေးထားတဲ့မွေးပရိတ်နဲ့တွားပြီးတိုက်ဆိုင်နေတာဖြစ်သောကြောင့်ကျွန်တော်မိတ်ဆွေတွေကိုဒီတွက်ခွင်လေးကိုချပြပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာဒီကလေးများပါတော့ကျွန်တော်ရှိစီမအဖွဲဝင်ခြင်းနဲ့ဆိုရင်တော့ဘဒုနဲ့မှမတူတဲ့တမှုထူးခြားတဲ့အကွက်မျိုးတွေရမယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ကိုယ်တိုင်ပဲထုတ်တယ်ကျွန်တော်ကဘယ်ကနေထွက်ပြီးဘယ်ကနေလိုက်လာရှိရှိကျွန်တော်ကိုးပါကိုပဲဒါကျွန်တော် လိမ့်လာတင်ယူပြီးတော့ကျွန်တော်လိုင်းဘောက်မှာထွက်တဲ့ခဏနေပေါ့နော်အခုဆိုရင်ဒီနှစ်ရှိနော်ဘယ်လိုခဏထွက်ပြီးရင်ဘယ်လိုခဏထွက်ပြီးရင်ဘယ်လိုခဏထွက်ပြီးရင်ဘယ်လိုခဏထွက်ပြီးဘယ်လိုခဏလိုက်တယ်ဆိုတော့ကျွန်တော်မှတ်ခဲ့တယ်အဲ့တော့ဒီအခုမနက်ခင်းကထွက်ခဲ့တဲ့ဒီငါး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 ဆိုတဲ့ formula မတက်မှာကျွန်တော်မနက်ခင်းမှာငါးထိန်းနဲ့ထွက်ပြီးဆိုရင် အပူထွက်ပြီးဆိုရင်လိုက်တတ်တဲ့သဘောသဘာဝတွေရှိအဲ့လိုသဘောသဘာဝတွေအထဲမှာမှဒီငါးထိန်းနဲ့ထွက်ပြီးဆိုရင် ြောမယ်ဆိုရင်တော့ကွာဖုန်းနံပါတ်သက်ကတော့2ရက်အတွင်းပဲဒါပေမဲ့9ထိနဲ့ထွက်ခဲ့တယ်ဆိုရင်တော့သူကချက်ချင်းလိုက်တဲ့သဘောတဘာဝကြီးတာတကားတွေပြီးထားတာရှိတယ်။အဲ့ဒါတွေကတော့ကျွန်တော်စီမှာအဖုံးဝင်မှာရရှိနိုင်မှာအခွင့်အရေးဖြစ်တယ်။အားလုံးပဲကျွန်တော်ပြောကြားလုပ်ပါတယ်။အဲ့တော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်စီမှာနောက်တစ်ပတ်စတော့အခုအဖွဲလာဝင်မယ်ဆိုရင်မိတ်ဆွေတို့ဒီညနေအတွက်ကျွန်တော်မထင်ထားတဲ့ share special ဟင်းပွက်လေးတွေပါလက်ဆောင်ရသွားမှာဖြစ်ပါတယ်နော်။ဒီမှာလဲကျွန်တော်လုံးဝ မိတ်ဆွေတို့ကိုဒီ free မှာတစ်ခွက်ကောင်း80နှစ်ဆိုတဲ့တစ်ခွက်ကောင်းကိုကျွန်တော် free ချပေးခဲ့တယ်။ဘာလို့ချပေးခဲ့လဲဆိုတော့ဒီတွက်ကွင်းนี่အရင်အကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မိတ်ဆွေတို့ပေးခဲ့တဲ့မွေး break နဲ့လည်းသွားပြီးတိုက်ဆိုင်နေတာဖြစ်သောကြောင့်ကျွန်တော်အားလုံးကိုဒီတိုင်းပဲကျွန်တော်ကတရက်စာမှာကီးကိုတစ်ခါပဲထုတ်ပါတယ်။ကျွန်တော်ရဲ့ hot take ကိုတစ်ခါပဲထုတ်ပါတယ်ခင်ဗျာ။ကျွန်တော်နှစ်ခါမှထုတ်ပေးပါဘူး။နှစ်ခါထုတ်ပေးတဲ့အရာတွေဒီမှန်မှန်ပါဘူး။တစ်ခါပဲတရက်မှာတစ်ခါပဲချပေးပါတယ်။ တရက်မှာတစ်ခါညာထဲချပေးတဲ့ကီးဒီလုံးဝ special hotel လည်းဖြစ်ပါတယ်ကီးလည်းဖြစ်ပါတယ်ခင်ဗျာ okay เนาะအဲ့တော့ကျွန်တော်ရဲ့ hotel ကြီးတွေကျွန်တော်ရဲ့ဟင်းပွဲတွေကျွန်တော်ရဲ့ brain hin တွေကျွန်တော်ရဲ့ share တကောင်းကောင်းတွေအကုန်လုံးသိကျင်တဲ့လူတွေကတော့ funny ပဲသိကျင်တယ်ဆိုရင်လည်းရတယ်ကျွန်တော်ရဲ့ channel လေးကို subscribe နေသွား like and share အသေးလေးတွေပေးသွားပေးကျေးဇူးပါဒီညနေအထွတ်မှာတခါလေးမှမထင်ထားတဲ့ဟင်းပွဲလေးတွေက ပြန်ဆင်းတက်တယ်ဒီမနက်ခင်းကထွက်ခဲ့တဲ့ငါးငါးဆိုတဲ့ခဏန်းကြောင့် မထင်မထားအဖြစ်လာမယ်ဆိုရင်တော့အဲ့လိုမျိုးမထင်ထားတဲ့ခဏန်းတွေကိုသိကျင်နေဆိုရင်တော့ကလင်းစီမှာနောက်တစ်ဖက်တော့အဖွဲအခုပဲလာဝင်ပြီးတော့ဒီညနေအတွက်ဖတီလာယူလို့ရပါတယ်ခင်ဗျာနောက်တစ်ဖက်စတော့အဖွဲဝင်ကြီးသွင်းမှသာဒီညနေအတွက်ကလင်းရဲ့အဖွဲဝင်ခဏန်းကိုဖတီရမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုအစဉ်လေးစားလိုက်ပါကျွန်တော်ကတော့ကလင်းဖြစ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ